ငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်တည်ငြိမ်ရေးကိုရှေ့ရှုကာယာယီအပြစ်ခတ်ရစဲတယ်လို့ကြေညာထားတဲ့စစ်ကောင်စီက24နာရီမပြည့်မီမှာပဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လိုင်းအဖွဲ့တွေကပြောပါရီတည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုကာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိ၃ပတ်ကြာယာယီအပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလအဖြစ်စစ်ကောင်စီကဧပြီလ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့တာပါ ဒါပေမဲ့ဧပြီ3ရက်နေ့မနက်ပိုင်းမှာတော့ကချင်ပြည်နယ်ရှိဝိုင်းမော်မြို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတယ်လို့ဗမော်မြို့မှာလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကသတင်းမီဒီယာတွေကိုပြောပါတယ်။လားလူရခိုင်ပြည်နယ်မှာလည်းစစ်တွေနဲ့ကြားဖြူမြို့နယ်ကကြေးရွာတချို့ကိုစစ်ကောင်စီကတိုက်လေရင်လက်နက်ကြီး drone နဲ့စက်တပ်လေကြီးတွေအုံပြုပြီးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်ကိုကူကားပြီးဒေသရင်းသတင်းတွေကဖော်ပြပါတယ်။ ်မွန်ပြည်တောင်လိုင်းတပ် MSIF ပြောခွင့်ရနေတဲ့ကားကအပြောနဲ့အလုပ်မကြီးတဲ့စစ်ကောင်စီဟာလူတွေရဲ့အသက်ကိုတန်ဖိုးမထားသလိုငင်းချမ်းကြီးကိုမလိုလားပဲအာဏာတည်မြဲဖို့လုပ်နေကြတိုင်းပဲလို့တန်ရွင်တိုင်းကိုပြောပါတယ်စစ်ကောင်စီကသူတို့ရဲ့တည်မမှန်တဲ့ဟိုဇရိုက်အတိုင်းပဲဒီအပြောတမျိုးအလုပ်တမျိုးပေါ့နော်ဗဇက်ကဖရာလက်ကကာယာဒီတိုင်းပဲလုပ်နေကြပါအခုလို့ဒီအပြစ်ခရဆဲရေးကြီးညာရတဲ့အကြောင်းကလည်းဒီငလင်းတန်းကြောင့် ဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီဖို့ဆိုပြီးတော့နိုင်ငံတကာအဖွဲ့အစည်းတွေရောက်ရှိနေတဲ့အချိန်မှာအခုလိုဒီစစ်သွေးကြွပုံစံကိုသူတို့ကဟိုဖုံးကွယ်ခြင်းပြီးတော့အခုလိုထုတ်ပြန်တာဖြစ်တဲ့စေတနာရှိလို့မှမဟုတ်တာစစ်ကောင်စီရဲ့အပြည့်ရဲ့ကြီးညာချက်မှာတော့ငလင်တန်းကြောင့်ဖိကိုက်ခံစားနေရတဲ့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကိုစာနာထောက်ထားပြီးကုညီကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေအရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့ရည်ရွယ်ထားတာပါ မြို့သားညညရေးဆိုရအန်ယူဂျီကတော့အပြစ်ရတယ်လို့စစ်ကောင်စီရဲ့ကြေညာချက်ဟာလီဆယ်လှည့်ဖျားမှုတာဖြစ်တယ်လို့တုံ့ပြန်ပါတယ်လက်တွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာနဲ့မြေပြင်စစ်ကြောင်းထိုးတာတွေအဆက်မပြတ်လှုပ်ဆောင်နေတာလို့ဆိုပါရီဧပြီ3ရက်နေ့မနက်ပိုင်းကနေနေ့လယ်ပိုင်းထိစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကမြို့နယ်၄ခုမှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့စစ်ကြောင်းထိုးနေတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတာပါ။ မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်ကတဲတော်ကြီးရွာနဲ့အရှိတ်ဘက်ရေကျော်အလဲတန်းကျောင်းကိုဧပြီ3ရက်မနက်2နာရီမှာဆက်တက်လေဒီ3စီးနဲ့120မမဘုံသီး6လုံးကျဲချတိုက်ခတ်ခဲ့ပါသည်ဒါအပြင်မနက်6နိုင်မှာလည်းညအုံမြို့နယ်ငတ်တလောက်ရေစကန်းကနေတင်ကားနှစ်စီးနဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီးလမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာအတွင်းကပြည်သူပိုင်နေအိမ်တွေကိုဆက်တနက်ကြီးအပါဝင်လက်နက်မျိုးစုံပစ်ခတ်ခဲ့တာပါ မနက်9:00နာရီခွဲမှာလဲစကိုင်းတိုင်းမှာရှိတဲ့ Homeland Leader စကန်ဌာနချုပ်ကနေတက်လာတဲ့ရဲရင်ဟာ Homeland မြို့နယ်မှာရှိတဲ့ကျေးရွာတချို့မှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဘုံဒီ73လုံးကျဲချတက်ခတ်ခဲ့တယ်လို့ NUG ကဆိုပါတယ်။နေ့လယ်ပိုင်းမှာတော့ကဏီမြို့နယ်ကမုတ်သောရွာနဲ့နှက်ကြီးရွာကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စက်တက်လီဒီနှစ်စီးနဲ့ဘုံဒီကျဲချတက်ခတ်ခဲ့ပြီးတောင်ပြောက်ရွာကိုလည်းစက်တနတ်နဲ့ပြစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားတာပါ။ ။မွန်ပြည်နယ်မှာတော့စစ်ကောင်စီအပြစ်ခတ်ရဲစဲရေးကြေညာပြီးနောက်ပိုင်းထိတွေ့တိုက်ပွဲတွေနဲ့ဘုံကျဲတိုက်ခိုက်တာမရှိပေမဲ့စစ်ရေးလှုပ်ရှားမှုတွေပုံမှန်တိုင်းဆက်လက်လှုပ်ဆောင်နေတယ်လို့နယ်နဂါးကပြောပါသည်။ဒီစစ်ရေးလှုပ်ရှားမှုတွေကတော့ပုံမှန်ဆက်လက်ပြီးတော့လုပ်နေပါတယ်။ဥပမာရေလန်းကနေတစ်စစ်အစင်ကနေဒီရေယူအင်အားတွေထပ်ဖြည့်တာတွေရှိတယ်အဲ့ဒါအပြင်ဒီဒီမုရုံမျိုးနဲ့အပစ်ပေါ့နော်အပစ်အမြောက်တပ်ဒီမှာလဲအင်အားတွေထပ်ဖြည့်တာရှိတယ်လို့ အခြားသောဒီတံရက်ကနေပြီးတော့အနန်းကွင်းဘက်ကိုဟိုအင်အားတွေထပ်ပြစ်တာတွေဟိုအလှူရှားမှုတွေရှိတယ်ဗောနော်အဲ့ဒါအပြင်ဒီမူရုံမျိုးနဲ့မြို့ထဲမှာဟိုကဒီဒီစီးေးပြပုံစံနဲ့အနေနဲ့ဟာကားတွေနဲ့လှူရှားနေတာတွေရှိတယ်ဗျာ အပြည့်ရထားတဲ့ကာလအတွင်းလက်နက်ကင်ဖွဲ့ရင်းနေနဲ့အင်အားစုဆောင်တာနေမြေချက်ထွင်တာအများပြည်သူတွာလာအုံပြုနေတဲ့စက်တွေရေးလမ်းကြောင်းတွေကိုတောက်ချက်တိုက်ခိုက်ဖျက်ဆီးတာတွေလုပ်ရင်တော့လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်သွားမယ်လို့စစ်ကောင်စီကကြေညာထားတာပါဒါဟာချင်းနေပေါ်လိုက်ပြီးစေရရတာစီရယူနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့တုံ့ပြန်မှုဖြစ်တယ်လို့အပြည့်ရကာလာအတွင်းမှာလည်းစစ်ကောင်စီကလက်နက်ခဲယံလူအင်အားရိတ်ခါရွှေ့ပြောင်းဖြည့်တင်းတာတွေလုပ်လို့ရှိတယ်လို့လေလာသူတွေကထောက်ပြထားပါတယ် မနက်၈ရက်နေ့မှာအင်အားပြည့်လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းကဲဆယ်ရေးတွေလှုပ်ဖို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကငလင်ဖြစ်ပွားရာဒေသတွေမှာထိုးစစ်နှစ်ပတ်ရန်နာမယ်လို့ကြေညာထားတာပါ။ အဲ့ဒီနောက်ပိုင်းညီနောင်မမိတ်သုံးဘွဲ့ပါဝင်စစ်ကောင်စီနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIO တို့80နောက်ဆင့်တစ်ဖက်သက်အပြစ်ခတ်ရစဲကြောင်းကြီးညာချက်ကိုစီထုတ်ပြန်ခဲ့ကြပါသည်။ဒါပေမဲ့အာဏာသိမ်းစစ်ကောင်စီကတော့မြို့ရွာတွေကိုလီချောင်းကနေဘုံးကျက်တက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာစစ်ကြောင်းထိုးတာတွေနဲ့စစ်မှုထမ်းစုဆောင်းတာတွေကိုဆက်လက်လှုပ်ဆောင်စေဖြစ်ပါသည်။